ုတ်ခဲစမယ်နေပြည်တော်ပေါလောင်းဆယ်အနီးဗားတဲစုကြီးရွာနဲ့ဇီးရိုင်းကြီးရွာတွေမှာနျူကလ িয়ার တပ်အားဖြင့်ဆက်ယုံနှစ်ခုကိုတိစော့ဖို့စက္ကစနဲ့ရုရှားကြားသဘောတူညီမှုတွေရခဲ့ပါတယ်။ဒါဟာရုရှားနိုင်ငံပိုင်အနုဘူကော်ပိုရေးရှင်းတစ်ခုဖြစ်တဲ့ Rosa Tam ရဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ Alexey Likhachov ကရုရှားမီဒီယာတစ်ခုရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားထားတာဖြစ်ပါတယ်။ အဆိုပါနျူကလ িয়ার စွမ်းအင်သုံးတအားပေးစက်ရုံဟာ LITM 200အနည်းစားဖြစ်ပြီးတော့တင်ယုံကိုမဆန်မမကဝိုင်းနှုံထုတ်လုပ်ပြီးနိုင်မှာဖြစ်ပါတယ်စက်ရုံတစ်ခုပေါင်းဆိုရင်တော့မကဝက်130တော့ဖက်ရှိမှာဖြစ်ပါတယ်နောက်ပိုင်းမှာတော့330မကဝိုင်းထိထုတ်ထုတ်သွားမယ်လို့လည်းပြောထားပါတယ်ခူးစားကမ်မနီနဲ့အာဖရိကနဲ့ရုရှားအရှေ့ပြဒေသတွေမှာလည်းညူတအားပြီးစက်ယုံတွေကိုဒီဆော့ဖူးခဲ့တဲ့အတွင်းအကြုံတွေများတာရှိပါတယ်အဆူပါစီမံကိန်းနဲ့ပတ်သက်ပြီးတော့ စစ်ကောင်စီရဲ့ပိုလောင်းနေရတယ်။ရုရှားတက္ကသိုလ်တွေမှာနျူပီးရီးယားယူပဗီကတင်ညာရဲ့နဲ့ပတ်သက်ပြီးတော့တင်ညာသိမ်းလိလာနေတာဆယ်စုနှစ်တခုရှိနေခဲ့ပါပြီ။ဒီအကြောင်းအရနဲ့ပတ်သက်ပြီးတော့အကျယ်တဝန့်ဖော်ပြထားတဲ့ BBC ရဲ့သတင်းဆော်မာလီတခုကိုဖတ်ကြည့်ရအောင်။စစ်ကောင်သောဗိုလ်ချုပ်မှုကြီးမင်းအောင်လှရဲ့ရုရှားခီးစင်မှာပြောစရာစကားများများဆဆမရှိပေမဲ့နှစ်နိုင်ငံစလုံးအ திக လူချင်းနဲ့အချက်နှစ်ချက်ကိုတော့ရရှိသွားခဲ့တယ်လို့ဆိုပါတယ် မြန်မာဘက်ကတော့နျူကလ িয়ার ကအားပြီးစက်ရုံပေါ်ပေါက်လာဖို့စံနာရှိပြီးတော့ရုရှားဘက်ကတော့ယူကရိန်းစစ်ပွဲမှာသုံးဖို့လက်နက်ခဲယမ်းတွေကိုမြန်မာကထုတ်လုပ်ပို့ဆောင်ပြီးစီချင်းနေတာပါနှစ်ဖက်စလုံးကဒီသဘောတူညီမှုကိုထုတ်မပြောခဲ့ကြပေမဲ့ရုရှားခီးစဉ်ကိုပာသွားတဲ့သတင်းရင်းမြစ်တချို့စီကနေ BBC ကစုံစမ်းသိရှိခဲ့ရတာလို့ဆိုပါတယ် စာချုပ်တက်တန်းကတော့ထိတ်တန့်လျှက်ချက်ဖြစ်ပြီးတော့ရုရှားယူကရိန်းစစ်ပွဲမပြီးမချင်းတော့မြန်မာဘက်ကလဲနိုင်ခရမ်းတွေကိုပို့ဆောင်ရမယ်လို့တော့ထင်ပါတယ်လို့ရုရှားခီးစင်ကိုပါသွားတဲ့ BBC ရဲ့သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်မြန်မာပြည်ကကမ္ဘာ့ဆိုင်ယုံနေမှာရုရှားကလက်နက်ခရမ်းတွေကိုလာထုတ်มาပါရုရှားရဲ့လက်နက်ဖောက်တဲ့တူချင်းနေခဲ့တဲ့မြန်မာဟာရုရှားကလက်နက်ခရမ်းတွေပြန်ပို့မယ်ဆိုတဲ့သတင်းဟာကြားကြားချင်းတော့ကြုံကြည်နိုင်မှုခက်ခဲပါတယ် ဒါပေမဲ့ရုရှားဟာယူကရိန်းစစ်ပွဲကလက်နက်ခဲယံလိုအပ်ချက်ဟာကြီးမားနေသေးပါမြန်မာစစ်တပ်ဟာ2023ခုနှစ်လောက်ကတည်းကရုရှားကိုလက်နက်ကြီးကြီးတွေပို့ဆောင်နေခဲ့တယ်လို့ PPC ရဲ့စစ်ဘက်သတင်းရင်းမြစ်တွေကအတည်ပြုပါတယ်ရုရှားကယူကရိန်းစစ်ပွဲမှာမြန်မာစစ်တပ်ထုံး120မီလီလီတာကြီးတွေကိုအသုံးပြုနေတဲ့အကြောင်းယူကရိန်းစစ်လက်နက်လေလာဆောင်ကြီးအဖွဲ့တစ်ခုကတဲ့ Ukraine Weapon Tracker အဖွဲ့ကထုတ်ဖော်ထားတာရှိသလိုအရှိဥရောပစစ်ရေးသတင်းမြစ်တွေကလည်းဖော်ပြကြပါဗျာ။ မြန်မာပြည်ကထုတ်ကဲလက်နက်ခဲယမ်းတွေရစီခြူပြီးတော့ပောက်ကွဲအပြင်းတဲ့အတွက်မော်စကိုကသဘောကျတာလို့လည်းပြောပါတယ်။စားသက်သုံးကြည့်ပြီးတော့ကြိုက်လူစာချုပ်ချုပ်ဆိုတဲ့အနေထားပါအမျိုးအစားလူမျိုးထုတ်မယ်လို့လည်းပြောတယ်လို့နေပြီးတော့တက်အရာရှိတူကပြောပါတယ်။မြန်မာပြည်မှာရှိတဲ့ကာဝေးပစ္စည်းဆိုင်ရုံတွေမှာတော့ရုရှားနည်းပညာရှင်တွေကိုခိုးတိုင်းလာရောက်ပြီးတော့လက်နက်ကြီးကြီးတွေထုတ်မှလို့သူကလည်းတစထဲပြောပါတယ်။အရင်ကရုရှားကိုဖူးခဲ့တဲ့ခရရန်တွေဟာပကူးနဲ့မကွေးမှရှိတဲ့ကာဝေးပစ္စည်းဆိုင်ရုံတွေကနေထုတ်ထားပါ ရုရှားကလူကြီးနေတဲ့အမြောက်ဆန်တွေကိုပထောင်မှရှိတဲ့အမှတ်ပုံကဝေးတစ်စီဆက်ယုံကနေထုတ်ခဲ့တာလို့လည်းဆိုပါတယ်။အခုတော့ရုံနေဝင်အခြေအနေအရရုရှားကအမှားတွေကိုနေပြည်တော်မှာရှိတဲ့ကဝေးတစ်စီဆက်ယုံကပဲထုတ်တော်မယ်လို့ PPC ကစုံစမ်းသိရှိရပါတယ်။နေပြည်တော်မှာအမှတ်၁ကဝေးတစ်စီဆက်ယုံနဲ့အမှတ်၄ကဝေးတစ်စီဆက်ယုံဆိုပြီးရှိခဲ့ရမှာမူခမှုန်တိုင်းကြောင့်နေပြည်တော်ရေကြီးရုံးကကျက်စီးမှုတချို့လည်းရှိခဲ့ပါတယ်။ အခုတော့ဒေသရှင်းနေပြီးတော့စက်တွေကလည်းနေရထွေးထားပြီလို့နေပြီးတော့တရင်ရင်းနစ်က PVC ကိုကြောပါတယ်မြန်မာစစ်တပ်မှာကပိပစ္စည်းစက်ရုံ25ခုထိရှိပြီးတော့ဒီတွင်အတွက်သာမကပဲဒီပအထိပါထုတ်လို့ရောင်းချဖို့ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်ကဖတ်စာစက်ရုံတွေကို ကျင်းရွာရက်ွက်တွေနဲ့လှမ်းတဲ့နေရာတွေမှာတည်ရှိထားပြီးတော့လုံခြုံရေးကိုလည်းတင်းကျပ်ထားပါတယ်။လက်နဲ့ထုတ်လုပ်တဲ့အပိုင်းတွေကိုလည်းအကန့်စနဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကိုတစ်ခုလုံးမပြီးမတည်ပဲနဲ့တာဝန်ကျတဲ့အပိုင်းကိုသာပြည်တည်ခြင်းနှိနဲ့ထုတ်တယ်လို့ကပ္ပစအရာရှိတွေကပြောပါတယ်။ကပ္ပစစိတ်ရုံတွေကိုတိုင်မှုတော်ဝင်နေနိုင်ဝင်ထွက်ချင်တိုင်းထောက်ခွင့်မရှိဘူးလို့ကဝေးရေးပစ္စည်းစိတ်ယုံနေမှာနှစ်ချီတောင်းဝန်ထပ်ဆောင်မှုတဲ့လက်ရှိစီရီယံလုပ်ထားသူဘိုးကြီးဇင်ရောကပြောထားပါဗျ ကပ္ပစဆိုင်ယုံလေးအတွက်ဝီချင်းရောအချိန်ကာလပါအများကြီးရင်းနှီးမြှုပ်နှံရတာပါအနှစ်20တာပယေးပစ္စည်းဆက်ယုံကို2002ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးတော့2012ခုနှစ်မှာလက်နက်ခဲရစမ်းသပ်ထွန်းလွှတ်နိုင်ခဲ့တယ်လို့လည်းပုံကြီးစင်ရောကပြောပါတယ်2021အာနာသိန်းပြည်နယ်မှာကပ္ပစဆက်ယုံတချို့ဟာလုံညုံရင်အခြေအနေအရအရင်ကပုံမှန်မလဲပတ်နိုင်တော့ဘူးလို့လည်းသူကဆက်လက်ပြောပါတယ် မင်းအွန်လိုင်းရဲ့ရုရှားခီးစင်မှာမြန်မာကရုရှားကိုခရဲနေပုပေးရမယ်အကြောင်းကိုလူသိရှင်ကြားထုတ်ပေါ်ပြောဆိုထားတာမရှိသေးပေမဲ့မြန်မာမှာအသေးစားနျူကလ িয়ার တအားပေးစက်ရုံတစ်ခုကိုရုရှားကကီဆော့ပေးမယ်ဆိုတဲ့သဘောတူစာချုပ်ကိုတော့လက်မှတ်ကြီးထုတ်ခဲ့ကြပါတယ်။ဒီသဘောတူညီချက်အကြောင်းကိုရုရှားသမ္မတပူတင်ကနှစ်နိုင်ငံပူးပြဲသတင်းစာရှင်းလင်းပွဲမှာထည့်ပြောခဲ့တာပါ။ မြန်မာနိုင်ငံမှာဟီယက်စစ်ဒါအတွက်နျူကလ িয়ার တအားပိစက်ရုံနဲ့ဒီဆော့နိုင်ရေးသဘောတူညီချက်ကိုရုရှားနိုင်ငံပိုင်အနုမြူဆိုင်ကော်ပိုရေးရှင်းတစ်ခုဖြစ်တဲ့ Rosa Dam နဲ့စစ်ကောင်စီတို့ကြား2022ခုနှစ်တည်းကလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ် Rosa Dam ကုမ္ပဏီဟာရုရှားနိုင်ငံအပြင်ပါပါလေနျူကလ িয়ার ဒါအားပိစက်ရုံနဲ့အများဆုံးထိစောက်ထားတဲ့ကုမ္ပဏီတစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်ဒါပေမဲ့လက်မှတ်ထိုးပြီးနောက် ုံးနှစ်နီးပါးအတွင်းရန်ကုန်မြို့မှာနျူကလ িয়ার နည်းပညာအချက်အလက်စင်တာတည်ဆောက်ခဲ့တာကလည်းလူနျူကလ িয়ার ဓာအဘိစက်ရုံနဲ့ပတ်သက်လို့ဓမ္မတည်ဆောက်အောင်မလဲဆိုတော့မသိလိုက်ရပါဘူးနျူကလ িয়ার ဓာအဘိစက်ရုံတွေကိုတည်ဆောက်ဖို့အတွက်ဖြစ်နိုင်တဲ့နေရာတွေကိုလေ့လာဖို့ပေါ်2022ခုနှစ်တည်းကတည်းကစာချုပ်ချုပ်ဆိုခဲ့ကြတာဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့ရုရှားသမ္မတဗလာဒီမာပူတင်ကိုယ်တိုင်ထုတ်ဖော်ပြောဆိုထားတာဖြစ်လို့နျူကလ িয়ার ဓာအဘိစက်ရုံတည်ဆောက်ရေးကိစ္စဟာလည်းညှော်လုံးပေါ်လာခဲ့ပြီဖြစ်ပါတယ် နျူကလ িয়ার တအားပေးစက်ရုံကိုဘကူတိုင်းထဲမှာတိစောက်ဖို့ဖြစ်နိုင်တယ်လို့ရုရှားခီးစင်မှာပါဝင်ခဲ့သူတူကပြောပါတယ်။ဘကူတိုင်းကဒါဒီဝင်းဒီဂျုံမျိုးဆွေဝင်းလေရုရှားခီးစင်မှာတခါလဲပါသွားလာဖို့လို့ပူပြီးဖြစ်နေနေတာလို့သုံးသပ်ပါတယ်။နျူကလ িয়ার ဓာတ်ပိစက်ရုံစီမံကိန်းကတကယ်တမ်းအကောင့်ထဲပေါ်လာမလားဆိုတာစောင့်ကြည့်ရအောင်မှဖြစ်ပေမဲ့ဒီကြေညာချက်ကြောင့်စွန့်ရင်မကင်ဖြစ်ရတယ်လို့မြန်မာအရေးတွန့်ကျင်သူဒေးဗစ်မတ်တီဆန်က BBC ကိုပြောပါတယ်။ ဒေးဗစ်မတ်တီဆာဟာလူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်ရေးနိုင်ငံတကာအဖွဲ့ HRW နဲ့အာရှဖောင်ဒေးရှင်းတို့မှအစင်းမြင့်တာဝန်တွေကိုယူခဲ့ပြီးတော့မြန်မာအရေးကိုနှိရှေလာများအနီးကပ်စောင့်ကြည့်နေခဲ့တဲ့သူတဦးလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံအနေနဲ့လည်းနျူကလ িয়ার တအားပေးစက်ရုံပေးစားဖို့စိုးရိမ်နေနိုင်တယ်လို့သူကပြောပါတယ်။လက်ရှိမြန်မာစစ်တပ်နဲ့စစ်ကောင်းဆောင်တို့ရဲ့စီမံအုပ်ချုပ်နိုင်စွမ်းကိုကြည့်ပြီး ဘလူနျူကလ িয়ার တာအပိဆက်ယုံမြို့ကမှာမြန်မာနိုင်ငံထဲမှာတိစောက်လာမှကိုမြင်တွေ့လို့တဲ့နိုင်ငံမရှိသလောက်နည်းမယ်လို့ထင်ပါတယ်လို့လည်းဒေးဗစ်မတ်တီဆန်ကပြောပါတယ်။တမ်းမီရဲ့အမတ်တမတီမင်းင်းဖြစ်နေတဲ့အခြေအနေတွေကိုနျူကလ িয়ার စွမ်းအင်ကိုထပ်ပေါင်းပြီးတော့ထဲလိုက်မယ်ဆိုတဲ့ကိစ္စဟာအမတ်တမမကြံကောင်းမစီရာကိစ္စဖြစ်တယ်လို့လည်းသူကဆိုပါတယ်။ကျေးစစ်ထုတ်တဲ့ new sign ကနေ new လက်နက်ထိပါမြန်မာစစ်တပ်ကရည်မှန်းထားတာကိုလည်းတရုတ်အနေနဲ့လူလားနိုင်မှာမဟုတ်ဘူးလို့ဒေးဗစ်မတ်တီဆန်ကသုံးသပ်ပါတယ် နျူတဘတ်မှုတိဆောက်တယ်ဆိုတဲ့ကိစ္စဟာနျူကလ িয়ার လက်နက်ထုတ်လုပ်တဲ့နည်းပညာပြန်ပွားမှုရဲ့အခြေခံဖြစ်တာလို့လည်းအခက်ခတ်တွေအသုံးသက်ပါတယ်။ချုံမူပြီးတုံ့တာမယ်ဆိုရင်ရုရှားကအခုတိဆောက်မယ်ဆိုတဲ့နျူကလ িয়ার တပ်ပေါင်းဘူဆိုတာဟာတကယ်ကိုတည်တည်လေးပါ။တခြားနိုင်ငံတွေမှာတုံ့နေတယ်နျူကလ িয়ার ဒါဟာဘေးစက်ရုံကြီးဆိုတာကအရေးအစားကိုမူတည်ပြီးတော့မဂါဝတ်1000နဲ့1600အထိကိုထုတ်လုပ်နိုင်ရပါတယ်။ အသေးစားနျူကလ িয়ার ဒါဟာဖိဆက်ရုံနေဖြစ်တဲ့ small modular reactor တွေမှာတော့မကဝက်300ခန့်နဲ့500အထိကိုထုတ်နိုင်ပါတယ်။မြန်မာပြည်မှာထုတ်လို့မယ်ဆိုတဲ့နျူကလ িয়ার ဒါဟာဖိဆက်ရုံကမကဝက်55မကဝက်ပါထုတ်လို့နိုင်မဲ့ဆက်ရုံအသေးလေးပါအတော်ဘူးသိငယ်ပါတယ်။ဒါဟာချောင်းသာကန်းကြီးမှာရှိတဲ့လေအားလျက်စထုတ်ဒါပိုင်ပန်ကအကြီးကြီးထက်အနည်းငယ်သာပို့ထုတ်နိုင်မဲ့အခြေအနေပါ။ အဆိုပါချောင်းသာကန်းကြီးကလေအားလျက်စစ်တာပိုင်ဟာ30မဂါဝက်အထိထုတ်ပြန်နိုင်ပါတယ်။လက်ရှိမြန်မာပြည်မှာဒါအားပေးစက်ရုံပေါင်း64ခုရှိပြီးတော့သူတို့ရဲ့ထုတ်လုပ်နိုင်မှုစားအား9000မဂါဝက်ရှိပါတယ်။ပနက်ဒီအစိုးရလက်ထက်မှာတော့3000မဂါဝက်အထိထုတ်လုပ်နိုင်ပြီးတော့တနိုင်ငံလုံးရဲ့85ရာနှုန်းကို24နိုင်မီပေးနိုင်ခဲ့ပါတယ်။ 2023ခုနှစ်ခမန်းကြီးအရမြန်မာနိုင်ငံအနေထားနဲ့ဟီးစစ်တအားလူအဟုက3880မဂါဝတ်ရှိပါတယ်။သို့တော်လည်းစက္ကဆိုင်ရဲ့ဟီးစစ်ထုတ်လုပ်နိုင်မှုစွာကအာနာသိမ့်ဒီကာလမှာ2500မဂါဝတ်အထိကိုတည်တည်တသာကျဆင်းနေတာပါ။အဖွားကြီးလက်ထမှာတော့9နှစ်ကငါတို့ဟီးစစ်မပြတ်တဲ့အပြင်ကိုမပြတ်လက်စစ်မပြတ်တဲ့အပြင်နော်။မိသားစုအောင်မှာငါတို့လျှော့ပေးသေးတယ်။ အဖွားကြီးငါးနေပဲတအုပ်ဆုံးသွားတာမင်းတို့အဲ့အဖွားကြီးရဲ့ထမိန်နဲ့မင်းတို့လိုက်ပြီးတော့ငါပြီးနင်းလိုက်အောင်လိုက်ပြီးတော့အဲ့ခေါင်းပေါ်ထွက်ထားလိုက်အောင်အဲ့အဖွားကြီးထမိန်အောင်ပဲအဲ့အဖွားကြီးရဲ့ခြေရာပဲလိုက်နင်းအောင်မထောက်39ခုနှစ်ရောက်တဲ့အခါမှာတော့မြန်မာနိုင်ငံရဲ့လျှက်စစ်စွမ်းရင်လူဝက်ချက်မှာမကာဝတ်ချော့ထောင်အထိကိုတူးတက်ပွားနိုင်ပါတယ်။မြန်မာနိုင်ငံရဲ့လျှက်စစ်တပ်အားလူဝက်မှုနဲ့ရှင်းရင်ခုရုရှားကစော့မဲ့ညူတအားပြီးစက်ယုံဆိုတာပါ။စင်ပါဇက်ကိုနှံ့ပတ်သလိုပါပဲ။ ကီဒူရူကိုအနန်တကယ်လျှက်စင်မီပြီးကျင်နေဆိုရင်လက်ရှိလျှက်စစ်တအပိဆိုင်ုံတွေကိုအစင်းနှစ်တင်မွမ်းမံမှုပဲလိုအပ်တာပါစကားဆာရဲ့ဒီနျူကလ িয়ার ဆိုရင်တော့ဆိုင်ုံတွေဒီဆောက်တဲ့နောက်ဘက်မှာစင်ရည်ကြီးမှန်းချက်များစွာလည်းရှိနေပါတယ်ဒါဟာတကယ်ကိုသိတာပါတယ်ဒီဆိုင်ုံတွေကိုအချောင်းကျူပြီးနောက်ပိုင်းမှာနျူလက်နက်တွေထုတ်လွှတ်နိုင်မှုအထိကြီးပြနေတာပါဒီတော့အင်းဒီချင်းအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်ဟာလုံးဝသဘောကျပုံမပေါ်ပါဘူး လက်ရှိစက္ကသဟာသူလက်လွတ်လိုက်ရတဲ့နေရာတွေကိုနှောင့်တစ်ချိန်မှာနျူကလ িয়ার လက်နက်သုံးပြီးချက်စီပြစ်နိုင်ပါတယ်။နောက်ပိုင်းမှာတော့မြောက်ကိုရီးယားလမ်းစဉ်ကိုပါလိုက်သွားနိုင်ပါတယ်။စက္ကသအတိုင်းဝိုင်းနေမှာပြောတဲ့စကားတစ်ခုရှိပါတယ်။ဒါကတော့မြည်ကြိမ်ရပြီဆိုတာပါပဲ။ဒါပေမဲ့လည်းဒီစက်ယုံနေတိဆောက်ဖို့ကအ ਨੇ စုံ၃နှစ်ကနေ၅နှစ်ထိအချိန်ရမှာဖြစ်ပါတယ်။တော်လည်းတက်ဖွဲ့တွေအနေနဲ့လည်းနောက်၃နှစ်အတွင်းမှာအဆူပါဆက်ယုံတိဆောက်ဝဒေတာတွေကိုစူးမထိချုပ်နိုင်မှုလူပါတယ် လက်ရှိကရင်ဒေသနဲ့အခုတိုင်တောင်ငူခရိုင် KNU တပ်မဟာနှစ်တို့ဟာအဆူပါနျူကလ িয়ার ဆက်ယုံတရှိရာဒေသတွေကို အနည်းဆက်ဆုံးချင်းချောက်နိုင်မဲ့အနေထားတွေရှိပါတယ်။ဒါကြောင့်မလို့စကားစားဟာလက်ရှိမှာလဲမူဖြဲဖဲခုံဒေသကိုအင်အားအလုံးရင်းတုံးပြီးတော့တက်ဆစ်စင်းနေတာပါ။လက်ရှိတော်လိုင်းအင်အားစုတည်းရဲ့ညွန်မှန်းချက်ဖြစ်တဲ့မဟာဗျူဟာမြောက်ထုစေဟာစီရေးရီမှန်းချက်တွေတည်မီခြင်းမယ်ဆိုရင်တော့ဒီစီမံကိန်းဟာပြတ်တုံသွားပါလိမ့်မယ်။ အဆုံးထိနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပန်တာကလစ်ကပါရေတော်ဘုံပေါင်ရမည်